ီလိုထင်မှတ်ထားတဲ့နီးလန်တွေကြောင့်နန်းတော်တို့စံအင်ကြီးပိုင်းဆိုင်လာတဲ့မိသမီးကြီးနန္ဒာလိုက်မိသားစုမင်္ဂလာပါရှင်ဘာမဆယ်လဘရတီကနေကြိုဆိုလိုက်ပါပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုရင်ဆိုရှယ်မီဒီယာမှာအားလုံးရဲ့စိတ်အာရုံတွေကိုဖန်ဆာသွားခဲ့တာကတော့မင်းသမီးကြီးနန္ဒာလိုင်တို့မိသားစုပိုင်ဆိုင်တဲ့နန်းတော်ဆိုင်ကြီးပဲဖြစ်ပါတယ်။မိသားစုဝင်တွေနေထိုင်ဖို့စောက်လုပ်ထားတာဆိုပေမဲ့လည်းတာမန်နေအိမ်တစ်ခုနဲ့မတူပဲနန်းတော်ကြီးလိုမျိုးခန္ဓာကြီးကျယ်စွာနဲ့စောက်လုပ်ထားတာကိုတွေ့နေရတာဖြစ်ပါတယ်။ ။ဒါကြောင့်အားလုံးကလည်းအံ့ဩမင်သက်စွာနဲ့ငေးမောကြည့်ရှုနေကြပြီးဘလို့ကုသိုလ်ကံတွေကောင်းလို့များဒီလောက်ထိချမ်းသာတဲ့စည်းစိမ်တွေကိုခံစားဆန်စားနိုင်ရတာလဲဆိုပြီးတွေးတောနေမိကြပါအောင်ရယ်။တကယ်တော့မင်းသမီးကြီးနန္နာလိုင်းတို့မိသားစုအနေနဲ့ဒီလောက်ထိကြီးကြပ်ခံရတဲ့နန်းတော်ကြီးဆောက်လုပ်နိုင်ရတဲ့နောက်ွယ်ကအကြောင်းရင်းတစ်ခုရှိနေပါသေးတယ်။ ဒါကတော့အရန်ကိုအံ့ဩစရာကောင်းတဲ့အထက်တော်တော်များများလေးသိကြမှာမဟုတ်ပါဘူးတကယ်တော့မင်းသမီးကြီးနန္နာလိုင်တို့မိသားစုကရှိရှိပွားကကုသိုလ်ကံတွေအရန်ကောင်းကြရာကြောင့်ဖြစ်ပါတယ်ဒါတင်မကပါဘူးအခုပွားမှာလေအဲ့ဒီကုသိုလ်ကံတွေကိုပုံမတို့ပွားနိုင်စေဖို့အတွက်လှူရန်မှုတွေအများအပြားဆက်လက်ပြုလုပ်နေရကိုလည်းတွေ့မြင်ရတာဖြစ်ပါတယ်အရင်ဘဝကကံတွေကောင်းခဲ့လို့ အခုဘဝမှာချမ်းသာကြွယ်ဝတဲ့မိသားစုမှာဝေးဖွားလာခဲ့ကြရတာပါမင်းသမီးကြီးနနာလိုင်တို့မိသားစုကလည်းအင်မတန်ချမ်းသာသလိုတထေးကြီးဦးစေတီဟာဆိုရာကလည်းမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစီးရင်ဝင်တထေးကြီးတစ်ယောက်ဖြစ်ပါတယ်ဇေကဘာမိသားစုကြီးကဘလောက်ထိချမ်းသာသလဲဆိုတာကိုပရိသတ်တွေအားလုံးလည်းသိကြမှာပါဒီလိုမျိုးမျိုးရိုးအဆင့်တန်းမြင့်မားသလိုအင်မတန်ချမ်းသာတဲ့မိသားစုတွေကနေဝေးဖွားလာရလဲဆိုတာကအရင်ဘဝကကုသိုလ်ကံတွေကြောင့်ဖြစ်ပါတယ် ဒါပေမဲ့ဒီဘဝမှာလည်းစိတ်သဘောထားကောင်းပြီးအလူဒါနတွေပြုလုပ်ရုံသာမကဖျားတရားကိုလည်းရိုသေစွာကိုးကွယ်ခဲ့ရကြောင့်ဒီလိုများပြားတဲ့စီးတဲ့ချမ်းသာတွေနဲ့အတူနန်းတော်ကြီးမှာနေထိုင်နေခဲ့ရပါတတိကြီးဦးစေတီဟာကအမြဲတမ်းဖျားတရားရိုသေကိုင်းဆိုင်စွာနဲ့တာသနာအကျိုးကိုတည်ပိုးဆောင်ရွက်တတ်သူတတိကြီးတစ်ယောက်ဖြစ်ပါတယ်။တမီးလေးတွေကိုလည်းဖျားတရားလောက်တတ်အောင်ငယ်စဉ်ကလေးကစုံမတင်ကြပေးခဲ့တာပါဒါကြောင့်မိသားစုတစ်ခုလုံးကအမြဲတမ်း တည်ငြိမ်အေးဆေးစွာနဲ့ပဲကြွားဝါမှုမရှိဂုံမောက်မှမမရှိပဲဖျားနေတရားနဲ့နေထိုင်နေခဲ့ကြတာဖြစ်ပိုင်ဒီလိုအချက်တွေကြောင့်လည်းမြန်မာနိုင်ငံမှာတော်ရုံတထေးကြီးတွေဒါမဆန်စားနိုင်တဲ့နန်းတော်လိုမျိုးဆိုင်ရင်ကြီးထဲမှာနေထိုင်ဆန်စားရတော့မှာဖြစ်ပိုင်တထေးကြီးဦးစေတီဟာကတော့ဒီနန်းတော်လိုမျိုးဆိုင်ရင်ကြီးကိုသူ့ရဲ့သမီးလေးတွေအတွက်ရည်ရွယ်ပြီးတော့ဆောက်လုပ်ထားတာဖြစ်တယ်လို့ပြောပြလာခဲ့ပါတယ် တမိလေးတွေနိုင်ငံသားကိုပညာတော်သင်မသွားခင်မှာနေထိုင်နိုင်စေဖို့အတွက်အမြန်ဆုံးနီးလန်းနဲ့စောက်လုပ်ပေးနေခဲ့ပါပြီ။တတိနားလေတဲ့ပညာရှင်တွေနဲ့တိုင်ပင်ပြီးဒီဇိုင်းလက်ရာများစွာဖန်တီးစောက်လုပ်ထားတဲ့အဆောင်ကြီးတစ်ခုလည်းဖြစ်ပါပြီ။ပြင်သစ်နိုင်ငံပါရီမြို့မှာရှိနေတဲ့နန်းတော်ကြီးလို့တင်စားရတဲ့အထိအင်မတန်ခမ်းနားကြီးကျယ်ပြီးမြန်မာနိုင်ငံမှာဘယ်သူမှမနေထိုင်ဘူးတဲ့နန်းတော်လူမျိုးဆိုင်အင်ကြီးလည်းဖြစ်ပါပြီ။မင်းသမီးကြီးနန္ဒာလိုင်းကလည်းဘလောက်ပဲအောင်မြင်တဲ့ထိပ်တန်းအကယ်ဒမီမင်းသမီးဖြစ်နေပါစေ မာနမကြီးပဲအကောင်လုံးကိုတန်းတူညီများဆက်ဆံတက်သူတယောက်ပါတထေကြီးဦးစီတီဟာကလည်းအလုတမားရိအပေါ်မှာငှဲ့ညာထောက်ထားပြီးထိုက်တင်နယ်လာစာပေးပြီးတော့မိသားစုလိုမျိုးကုညီထောက်ပံ့ပေးသူလည်းဖြစ်ပါတယ်ဒီလိုမျိုးလူအများအပေါ်မှာစည်တနာထားပြီးဖျားတရားကိုလည်းယူသေးကိုင်းဆိုင်တဲ့အတွက်အခုဘဝမှာဒီနတ်ပုံနန်းနန်းဆက်မြန်းနေရတယ်လို့မျိုးနန်းတော်ဆိုင်ကြီးကိုပိုင်ဆိုင်လာခဲ့ရဖြစ်ပါတယ် စိတ်ထားလဲကောင်းသလိုကုသိုလ်ကံလဲကောင်းတဲ့အတွက်နန်းတော်လူမျိုးဆိုင်ကြီးနဲ့တည်ထိုင်ရတော့မယ့်မင်းသမီးကြီးနန္နာလိုင်တို့မိသားစုဘဝလေးကိုအားကြနေကြပြီလားရှင်